မကြမီလက်ထက်တော့မယ်ဆိုတဲ့အစရော anonymous ပိတ်သက်များအောင်လုံးပဲမိလာပါရှင်။အန်ဒီရောဖိုးရွှေလာမင်းတချင်နေဝိတ္တရီရဲ့ကြားမှာအောင်မြင်မှုကိုရရှိလာတဲ့လူငယ်ဆိုတော့လေ anonymous ကတော့အခုဆေးအမှုပြလို့တွေ့စူးစမ်းလုပ်ကန်လာနေပြီဖြစ်ပြီ။သူကတော့တချင်ခွေတက်လေထွက်ရှိလာဖို့ကိုလည်းစူးစမ်းနေပြီဖြစ်ပါတယ်။ Anonymous ကတော့ဒီကနေ့မှလည်းသူရဲ့ခြေရောင်းတင်တဲ့ပတ်သက်ပြီးရင်းနေရှိသမျှပရိတ်တွေကိုရှင်းပြပြပြလာခဲ့ပါတယ်။ Anonymous ကအလွန်တည်ခြင်းနေကြရဲ့သူရဲ့အခြေအကြောင်းကိုအခုလိုပဲအသေးပေးပြပြလာခဲ့ပါတယ်။ Anonymous ကအချိန်မှာတော့ပွပွလင်းလင်းပြောရင်ကိုယ်သဘောကျရတဲ့သူကိုတွေ့ထားပါပြီ။အခုတော့သူကဘာတူလဲဆိုတာကိုပြောပြဖို့အဆင်တည်းမဖြစ်သေးပါဘူး။တခြားသွားရင်အလုံးကိုအတိပေးချပြပါမယ်။အခုတော့အမှုပြရသူတွေကိုပဲစူးစမ်းနေရပါတော့။ ကျွန်တော်ရအနုပညာလိုတွေမှာအကောင်းဆုံးစူးစမ်းသွားမယ်။ကွာတစ်ချိန်ကမားကတ်ဘူရောတင်ကန်းစာရလေးကောင်းကောင်းရသွားပါပြီ။အဲဒီတင်ကန်းစာရတွေကနေပို့ပြီးတော့စူးစမ်းသွားမယ်။အခုဆိုင်တစ်ချိန်အတက်လေးတွေထွက်ရှိလာနိုင်ဖို့စူးစမ်းနေပါပြီ။ နော်နီမတ်စ်ကတော့သူ့ရဲ့အခြေအနေမှာကံမကောင်းခဲ့ပေမယ့်အနုပညာလို့တွေ့မှာတော့သူနေနဲ့အကောင်းဆုံးလုပ်ပြသွားမယ်လို့ဆိုပါတယ်။အခုဆိုရင်လူငယ်ဆိုတော့လေအနော်နီမတ်စ်ကတော့သူ့ရဲ့အခြေအနေမှာအနေငယ်ခံစားခဲ့ရပြီးအခုဆိုရင်လူငယ်ဆိုတော့လေအနော်နီမတ်စ်ကသူ့ဝတ္ထနာပါတဲ့အနုပညာလို့တွေ့ကိုတော့စ조사လုပ်ကိုင်းဖြတ်တန်းနေပြီဖြစ်ပါတယ်။ အနုမြာဂီတလောကတဲ့ကိုတော့အောင်တူတော်ဖိုးဆွေလာမဲ့တဲ့ချင်းလေးနဲ့ဗီဒီယိုရဲ့အောက်ပေးမှုတွေကိုအပြေဝါရရှိခဲ့တဲ့လူငယ်ဆိုတော်လေး anonymous ကတော့သူရဲ့အခြေအနေမှာကံမကောင်းခဲ့ပေမဲ့လေသူဝတ္တနာပါတဲ့နုပြာလို့တွေ့မှာတော့ကံကောင်းခြင်းလေလို့ပြောပါရယ် Anonymous ကအမှုပြလို့တွေကိုစူးစမ်းလုပ်ကိုင်းနေပြီဖြစ်တယ်လို့သူရဲ့တချက်တက်လေးတွေကိုလည်း Predatory ကအပီးဆောင်မြော်နေကြပါတယ်။အခုဆိုရင် Anonymous ကသူဝတ္တနာပါတဲ့အမှုပြလို့တွေကိုစူးစမ်းလုပ်ကိုင်းနေပြီ အင်ရတော့ anonymous ဟာကျမရဲ့လောဝကိုမကောင်းမှု ခဲ့တာကြောင့်အနုပညာလို့တွေ့ကိုရနာခဲ့ရမှာအခုမှအနုပညာလို့လေးတွေပြန်လောက်ကရင်ပြည်သူရဲ့အရှိကိုပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်လူငယ်ဆိုတော်လေး anonymous ကတော့ကိုချိန်ပါတစ်ချက်တလေးနဲ့အတူတူပရိသရေအရှိကိုပြလဲရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ဒီကနေ့မှာတော့ anonymous ကတစ်ချက်တလေးတွေထက်ရှိလာဖို့စူးစမ်းနေပြီဆိုတဲ့အကြောင်းတွေကိုပါ anonymous ကပြောပြလာခဲ့ပါတယ်။ Anonymous ကတော့သူရဲ့နှုတ်ပြလို့ရှောင်မှုတွေနဲ့ပတ်သက်ပြီးတော့လေအခုလိုပဲပရိသတ်တွေကို ပြောပြလာခဲ့ပါတယ်။ Anonymous ကကျွန်တော်တို့အလုံးလေးတွေမှာအကောင်းဆုံးစူးစမ်းပြီးလုပ်သွားမှာပါ။တချမ်းတက်လေးတွေထက်ရှင်းလာဖို့စူးစမ်းနေပြီပေါ့နော်။အခုတော့ဖြောပြေးရေးတွေရှိနေပါတယ်။မကြမီအကျညာတက်လေးရိုက်ကူသွားဖို့ရှိပါတယ်။အခုချိန်ထိကျွန်တော်ကိုအားပေးလာကြတဲ့ပရိသတ်တွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဆိုပြီးအစရော Anonymous ကသူရဲ့အနုပညာလိုရှာမှုတွေနဲ့ပတ်သက်ပြီးပြောပြလာခဲ့ပါတယ် ။မကြမီမှာတော့ anonymous ရဲ့တချမ်းတက်လေထွက်ရှင်လာတော့မှပြပြီးသူကတော့အရင်ကလှူထားတဲ့တချမ်းတွေကိုလာတိုင်းပုံမှန်လေးထွက်ရှင်လာအောင်စူးစမ်းသွားမယ်လို့လည်းပရိဂျရီကိုပြောပြလာခဲ့ပါတယ်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းပရိသတ်တွေအတွက်အမှုပြာရှင်သတင်းကြောင်းများကိုတင်ဆက်ပေးဦးမှာဖြစ်လို့အတိအကျတော့ရေတနိုင်မလို့တန်းသိရှိနိုင်ဖို့အတွက်ဘိနာချက်ပေးခလုံးလေးကိုလည်းနေထားပေးကြအောင်ရှင်။အဆုံးထိအားပေးကြည့်ရှုမှုတော်လေးကျေးဇူးအများကြီးတင်ပါတယ်။